ကဲမင်္ဂလာပါ EGD ဝိုင်းနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အချိန်မှာရှိနေရလေးကတော့12ဘုတ်38 DC power station လေးတစ်လုံးပဲဖြစ်ပါတယ်ဒီ DC power station လေးမှာဆိုရင်12ဘုတ် midi ထုံးလို့ရမယ်အောက်ဘုတ်ပေါင်း4ဘောက်ပါဝင်ပါမယ်ဒီဘက်မှာကတော့ပုံအားသင်းဘုတ် quick charge 2ဘောက်ပါပါမယ်ချက်ပင်ပေါက်လေး2ဘောက်နဲ့ auto manual chain ဘုတ်ခလုတ်တစ်ခုပါပါမယ်ဒါလေးပါပဲ power station လေးမှာဆိုရင်မီလာမီပြအတွက် auto system လေးပါဝင်ပါတယ်ကျွန်တော်အဲ့အားလေးကိုအခုဆက်တက်ပြပါမယ် အခုဆိုရင်ဒီမီလီယာဒီပါဝါစတေးရှင်ကနေဒီပါဝါစတေးရှင်နဲ့ကဘက်ထရီကနေပြီးတော့မီလီလင်းနေပါပြီ။အခုကျွန်တော်ပါဝါစတေးရှင်ကိုအသင်းလုံးထိုးကြည့်ပါမယ်။အခုဆိုရင်ဒီပါဝါစတေးရှင်လေးကမီးလာတဲ့အချိန်မှာအော်တိုမီးပိတ်သွားပါပြီ။မီးပြတ်တဲ့အချိန်မှာတခါတဲ့ပြန်ပွင့်တဲ့အော်တိုစနစ်လေးကိုလည်းထည့်ပေးကြပါရစေ။ ဒီအောက်ဘက်ကခလုတ်ကလေးကတော့ဒါအော်တိုမန်နျူရယ်ချိန်တဲ့ခလုတ်ကလေးပါအခုကျွန်တော်စမ်းပြပါမယ်တခါရဲ့ဒါဆိုရင်ကျွန်တော်အော်တိုထားတဲ့အတွက်ဒီလေးကအော်တိုပိတ်တော့ပါမယ်မန်နျူရယ်ပြန်ချိန်ကြည့်ပါမယ်ဒါဆိုရင်မန်နျူရယ်ဖြစ်သွားပါပြီဒီပါဝါစတေးရှင်ကိုအသွင်းဖို့ဆိုရင်ကျွန်တော်ဒီမှာသုံးပြုပေးထားတဲ့သူ့ရဲ့အသွင်းနှုန်းလေးပါဝင်ပါမယ်ဒီကောင်လေးပါဒီကောင်လေးကတော့ 12.2AA ရှိပါတယ် ီတော့လေးနဲ့ပဲအသင်းလို့ရပါမယ်တခြား adapter တုံးနေဆိုရင်ဒီလိုဒီ ion battery charger မဟုတ်တဲ့အတွက်အသုံးပြုလို့မရပါဘူးဒီထဲမှာဒီ ion ion လေးတခဲလေးတွေထည့်ထားပါတယ်ဒီဟာကိုအသွင်းမယ်ဆိုရင်တချို့နယ်ဘက်တွေမှာဆိုရင် solar system အသွင်းလို့လည်းရပါတယ်အခုဆိုရင်ကျွန်တော်အခုအသုံးပြုပေးထားတဲ့ဒီ power station လေးမှာဆိုရင် solar system မပါဝင်ပါဘူးဘာလို့မပါဝင်လဲဆိုရင်တချို့နယ်တွေမှာဆိုလာရှိတဲ့လူလည်းရှိမယ်မရှိတဲ့လူလည်းရှိပါမယ်အဲ့ဒီအတွက်ကြောင့်မလို့ရှိတဲ့လူဆိုရင်ကျွန်တော်ကဒီလို ကွန်ထရိုလာလေးတစ်လုံးတက်ပေးရပါမယ်အဲ့လိုကွန်ထရိုလာလေးတစ်လုံးတက်ပြီးမှဆိုလာနဲ့အားသွင်းလို့ရပါမယ်အခုကကျွန်တော်မတက်ပေးရတဲ့အကြောင်းရင်းကတော့တချို့ဆိုလာမရှိတဲ့လူတွေဆိုရင်ဆိုလာကွန်ထရိုလာကိုတက်တက်တီးတက်ထပ်ပေးနေရမှာဆိုလို့ကျွန်တော်မတက်ပေးခြင်းဖြစ်ပါတယ်ဆိုလာကွန်ထရိုလာတက်မယ်ဆိုရင်အနည်းဆုံးဝက်တရာလောက်တော့သုံးတင်ပါတယ် ဝတ်တေပါခင်ဗျာဒီပါဝါစတေးရှင်လေးရဲ့အတွင်းပိုင်းလေးကိုပါကျွန်တော်တခါလေးပြပေးပါမယ်တချို့လူလူကြီးမင်းနေဆိုရင်တခါလေးတွေ့ကျင်တဲ့အတွက်ကျွန်တော်ဒီဟာလေးကိုဖွင့်ပြပေးခြင်းဖြစ်ပါတယ်ဒီကျင်းမင်းတို့တော့ line မဖွင့်ပါနဲ့ brandy ပြတ်သွားမှာဆိုလို့ပါ အခုဆိုရင်တော့ကျွန်တော်ဒီ power station လေးကိုဖွင့်လိုက်ရင်အရင်ဆုံးတွေ့ရမှာတော့ battery တုံးဖြစ်ပါတယ်ဒီ battery တုံးကြီးကတော့12 volt 38 3S 5P ဖြစ်ပါတယ်1 2 3 4 5လုံးပါပါမယ်ဒီမှာကျွန်တော်သုံးပေးထားတဲ့ BMS ဆိုရင်အကောင်းဆုံးသုံးပေးထားပါတယ်ကြောဖြူ BMS ပါဒီကောင်ဆိုရင် short circuit တွေပါတွေကိုဖြတ်ချပေးပါတယ်အော်တိုဖြတ်ချပေးပါတယ်ဒါကတော့အတွင်းပိုင်းဖယ်စီပုံလေးပါ ီအရှိမရှိတာအရှိရှိမရှိရဲ့ဒီ၄တန်းကတော့အပေါ်ကတော့ခရုတ်ဖြစ်ပြီးအောက်ကတော့ချက်ပင်ကောင်းလေးတွေဖြစ်ပါတယ်ဆက်ကြည့်မယ်ဆိုရင်တော့ဒီမှာ digital meter ကွက်ကလေးပါပါမယ်ဒီအောက်ကဖုံးအားသင်းဖို့နှစ်ခုပါပါမယ်ဒီဟာလေးကတော့ main ခလုတ်ပါဒီမှာတွေ့ရမယ့် relay လေးတစ်လုံးရှိပါမယ်ဒီ relay ကတော့ auto အချိန်ပြောင်းလုပ်ပေးမယ် relay ဖြစ်ပါတယ်ဒီနောက်ကတော့ menu ရဲ့ auto ချိန်မဲ့ခလုတ်ဖြစ်ပါတယ်ဒီဟာလေးကတော့အားသင်းဖို့ချက်ပင်ကောင်းလေးဖြစ်ပါတယ် ီထဲမှာဆိုရင်ကျွန်တော်လက်ရလေးကိုအကောင်းဆုံးနဲ့အသေးသက်ဆုံးအသုံးပြုပေးထားပါတယ်စိတ်ရှိရှိနဲ့စေတနာပါပါလေးလုပ်ပေးထားပါတယ်ဒီထဲမှာတုံးထားတဲ့ကြိုးလေးတွေဆိုရင်ကျွန်တော်တကူမှမခိုမကတ်ထားပါဘူးအကောင်းစားတွေတုံးပေးထားပါတယ်ဒီမှာ main ကြိုးတွေဆိုရင်ကျွန်တော်3 mm ကိုတုံးပေးထားပါတယ်ဒီကောင်လေးတွေဆိုရင်လည်းကျွန်တော်တေးချမီမီးခံပိုက်တွေနဲ့ပြည်ပြည်ချာချာကောင်းကောင်းမွန်မွန်လေးအသုံးပြုပေးထားပါတယ်ရှင်းရှင်းလင်းလင်းလေးနဲ့တသက်ရည်ရည်လေး CP ပိုင်းတွေလည်းကောင်းမွန်အသုံးပြုရပါတယ်ခုဆိုရင်ကျွန်တော်လုပ်ထားတဲ့ဒီ DC power station လေးကိုဝယ်ယူနေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ဒီမှာဖုန်းဆက်မေးမြန်းဝယ်ယူနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်